မင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့ရဲ့ Luna Entertainment Channel ကနေစိတ်ဝင်စားပွဲနောက်ဆုံးရဗဟုသုတသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာနောက်ဆုံးရွာလေးလို့ကဘာကြောခဲ့တဲ့မြမပြည်မြောက်ဖျားပိုင်းကတဟွန်တန်းရွာ ဆိုင်ငယ်စီးရင်နဲ့စီးပွားရှာတတ်တဲ့ရှောင်းကောကောရဲ့အကြောင်းပလဲချောင်းစလုံးမျိုးနွယ်စုတွေပြောက်ွယ်ကုန်တော့မယ်အပိုင်းတင်ပလဲချောင်းစလုံးမျိုးနွယ်စုတွေပြောက်ွယ်ကုန်တော့မယ်အပိုင်းနှင်းတချိန်ကမြမတိုင်းရင်သားမွန်လူမျိုးတွေကိုလွှမ်းရင်ထိုင်းနိုင်ငံမှာရှိတဲ့ဒီရွာလေးကိုတွားကြည့်ရမယ်အိမ်နောက်ဖေးမှနွားမွေးရင်တလားကိုတိန်သုံးတဲ့ကျော်ဝင်ငွေရှိနေတဲ့မြမပြီကအတော်ကြီးနောက်ဆုံးရွာလေးလို့ကဘာကျော်ခဲ့တဲ့မြမပြီမြောက်ဖျားပိုင်းကတဟွန်တန်းရွာရွာလေးကတော့ The Last Village နောက်ဆုံးရွာလေးလို့တကဘာလုံးကအမည်နာမပြုကတင်စားထားပါတယ် တဟွန်တန်းလို့အမိရတဲ့ဒီဝါကလေးကမြန်မာနိုင်ငံမှာတိတ်ပြီးနာမည်မကြီးဘူးဆိုပေမဲ့ကဘာမှာတော့တစ်ချိန်တစ်ခါတုန်းကနာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။တဟွန်တန်းရွာလေးကဘာဖြစ်လို့နောက်ဆုံးရွာလို့ခေါ်ဆိုရတာလဲဆိုရင်တော့မြန်မာပြည်မြေပုံမှာရွာကလေးရဲ့တီနီယာကိုထောက်ကြည့်လိုက်မယ်ဆိုရင်မြောက်ဖြားပိုင်းဆွန်းဆွန်းမှတရှိနေတာဖြစ်ပြီးမြန်မာပြည်နယ်နိမိတ်ရဲ့နောက်ဆုံးပိုင်နယ်လေးဖြစ်နေလို့ပါပဲ။ဒီဝါကလေးနာမည်ကြီးသွားရတဲ့အကြောင်းရင်းကတော့၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့ခါခါပူရာစီတောင်ကြီးကြောက်ပဲဖြစ်ပါတယ်။ ကကာဘူရာစီတောင်ဟာတနည်းပတ်လုံးရေခဲနဲ့စီးနှင်းတွေလွှမ်းမိုးခြင်းကိုခံရတဲ့အကျော်ကြားဆုံးနဲ့အကြီးမားဆုံးသောတောင်ထိပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။1923ခုနှစ်မှာဗြိတိရှ်အိန္ဒိယမြေတိုင်းအဖွဲ့ကပူတာအိုမြို့မြောက်ဘက်ပိုင်းကိုနယ်နိမိတ်တိုင်းတာရေးကိစ္စတွေနဲ့ခီးထွက်သွားရောက်ခဲ့ရာကနေအဲ့ဒီကကာဘူရာစီတောင်ကြီးကိုပထမအဦးဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါနဲ့ပဲနောက်ပိုင်းမှာကကာဘူရာစီတောင်ကိုတပ်ဖို့အတွက်စူးစမ်းခဲ့တဲ့သူတွေများလာပါတော့တယ်။ ကာကာပူရာစီတောင်ကိုရောက်ဖို့ဆိုရင်တဟွန်တန်းရွာလေးကနေ9ည8 6ရက်လောက်ခီးစဉ်ကိုထွက်ခွာရပါတယ်။ဒါကအရင်အချိန်ကာလတုန်းကဖြစ်ပြီးအခုနောက်ပိုင်းမှာတော့လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်လာတာဖြစ်လို့အရိတ်ထက်ကိုပိုစောပြီးတော့ခက်မြန်မြန်နဲ့လွယ်ကူကြောမွေးစွာနဲ့ရောက်ရှိပါလိမ့်မယ်။တောင်တက်ခဲ့ကြသူတွေထဲမှာပထမဦးဆုံးတဦးကတော့အင်္ဂလိပ်လူမျိုးယုခဗေဒပညာရှင်ပဲဖြစ်ပါတယ်။သူအားဆိုရင်အနီးအနားကတဟွန်တန်းရွာလေးကိုအခြေပြုပြီးခါခါပူရာစီတောင်ကြီးကိုတက်ရောက်ခဲ့ပေမယ့်ရာသီဥတုဆိုးရွားနေတဲ့အခြေအနေကြောင့်မို့လို့ထိတ်ဆုံးမရောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လို့လမ်းတစ်လျှောက်မှာတွေ့ရှိခဲ့ရတဲ့တစ်ခွပန်းမျိုးစိတ်လေးတွေကိုသူ့ရဲ့နိုင်ငံသားတိုင်းပြည်စီကိုပြန်ယူသွားပြီးတော့ဖြန့်ဖြူးဆိုင်ပြိုးခဲ့ရကနေမြမတစ်ခွပန်းရဲ့လို့ကဘာပေါ်မှာနာမည်ကြီးသွားခဲ့ရပါသေးတယ်။သူရေးသားဖြန့်ချီခဲ့တဲ့ဘာမာ ICY Mountain ဆိုတဲ့စာအုပ်လေးထဲမှာလည်းခါကာပိုရာစီအကြောင်းနဲ့တဟွန်နန်းကြီးရွာလေးအကြောင်းကိုဆက်ဆက်ပြီးတော့ရေးသားတင်ပြခဲ့တာမို့လို့တဟွန်နန်းကြီးရွာလေးကအဲ့ဒီအချိန်ကဆက်လို့ဒီကဘာလုံးကိုမိတ်ဆက်ပေးပြီးသားဖြစ်သွားပါတော့တယ်။ အဒီအချိန်ကနေစလုံးဂျပန်ပြင်သစ်နဲ့အခြားသော နိုင်ငံခြားလေးလာရေးသမားတွေဟာကာကာပိုရာစီတောင်ထိပ်ကိုတက်ရောက်နိုင်ဖို့အတွက်နာမည်ကြီးနေတဲ့တဝန်တန်းရွာလေးကိုပဲအခြေပြုကြပါတော့တယ်။ဒုတိယတစ်ချက်ကတော့ဂျပန်လူမျိုးမစ္စတာအိုဇာကီယာတဝန်တန်းရွာဒေသခံညီမဂယ်ဆယ်နဲ့အတူတူကာကာပိုရာစီတောင်ထိပ်အထိကိုအောင်မြင်စွာနဲ့တက်ရောက်နိုင်ခဲ့ပြီးမြန်မာနိုင်ငံအလံကိုစိုက်ထူခဲ့တာကြောင့်တဝန်တန်းရွာလေးဟာငခုထက်နှစ်ဆပိုပြီးတော့ကဘာပေါ်မှာနာမည်ကြီးသွားခဲ့ရပြန်ပါတယ်။ဒါကတော့ခါကာပူရာစီတောင်ကြီးကိုအကြောင်းပြုပြီးတဟွန်တန်းရွာလေးနာမည်ကြီးသွားခဲ့ရတဲ့နောက်ွယ်ကအချက်နှစ်ချက်ပါ ောက်ဆုံးတစ်ချက်ကတော့1989ခုနှစ်ကနေစပြီးကကာပူရာစီရုက္ခပိဒဥယင်ကြီးဖြစ်ထွန်းလာစေဖို့အတွက်ပဝင်းကျင်ထိန်းသိမ်းဆောက်ရှောက်ရေးပညာရှင်တွေကတဟွန်တန်းရွာလေးကိုအခြေပြုပြီးကကာပူရာစီတောင်ချေကြီးမှာကွင်းစင်သုတေသနပြုလုပ်ခဲ့တာဟာဆိုရင်ဆယ်စုနှစ်တခုလောက်ကိုကြာမြင့်ခဲ့ပါပြီ။အလုံးပြီးဆုံးသွားတဲ့နောက်မှာ Beyond the Last Village ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီစာအုပ်ကဆိုရင်လည်းတကဘာလုံးမှာရောင်းဝအကောင်းဆုံးဖြစ်သွားခဲ့လို့ဒီစာအုပ်လေးကိုအခြေပြုကတဟွန်တန်းရွာလေးကထပ်မံနာမည်ကြီးခဲ့ရတာပါ ပြည်သက်တို့ရောအခုကဘာပေါ်မှာနမဲအရန်ကြီးနေတဲ့တဟွန်တန်းရွာလေးကိုအလဲအပတ်ရောက်ဖူးကြလာဆိုတာကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ဆိုင်ငယ်စီးရင်နဲ့စီးပွားရှာတက်တဲ့ရှောင်းကောကောတွေအကြောင်းတရုတ်နိုင်ငံခြံကွင်းမှာအခုလက်ရှိအအောင်မြင်ဆုံးနံပါတ်၁စီးပွားရေးတစ်ခုကတော့ရီစာအငါဆိုင်ကယ်သမားလုပ်ပေးရတဲ့အခုလိုရှောင်းကောကောတွေရဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ ဒီကောင်ကျော်လေးတွေဗျာသူတို့ရဲ့လှပတဲ့ရုပ်ရည်တောင်ဖြောင်းတဲ့အရံအမောင်းနဲ့ကိုက်စားကျင်စရာကောင်းတဲ့ပေါမုတ်ခြောက်လုံးကိုဗန်းပြပြီးတော့ပစံရှိကအစင်လေးတွေနဲ့အချိန်ဖြောင်းကျင်တဲ့ရှောင်းကျဲကျဲတို့အတွက်ထူးထူးခြားခြားဝန်ဆောင်မှုတစ်ခုကိုပေးနေပါတယ်။အရံခရှိပြပြီးတော့လှပလုံးလုံးဂျိုသားမျိုးတော်ကြီးတစ်ခုလို့တော်မှတင်စားခေါ်ဝေါ်ခံထားရတဲ့ချောင်းကွင်းရဲ့နာမည်အကြီးဆုံးတံတားအောက်ကိုဆင်းသွားလိုက်မယ်ဆိုရင်မြန်မာနိုင်ငံကလူမျိုးခြေတရွှဲရွှဲနဲ့ကွန်ဝါနေတဲ့ကယ်ရီသမားတွေမဟုတ်ဘဲရှောင်းကောကောအစင်လေးတွေကတင့်ကိုစောင့်ကြလို့နေမှာပါ။ ဒါအပြင်ယွမ်400လောက်ပေးလိုက်တာနဲ့အတင်းအသေးအတန်လက်တွေလည်းဆွဲပြီးသူတို့ပေးနိုင်တဲ့ဝန်ဆောင်မှုတွေကိုပြောပြကြပါလိမ့်မယ်။သူတို့လက်ထဲမှာအမြဲတမ်းလိုလိုဖုန်းတစ်လုံးကိုကင်ထားလေးရှိပြီးဆိုင်ကယ်အမျိုးအစားတွေကလည်းကောင်းပေလှပေဆိုတဲ့နာမည်ကြီးဆိုင်ကယ်တွေကိုမှအစီးတရာကျော်မကအစားအစာရှိပါတယ်။တင်ကဘယ်ဆိုင်ကယ်နဲ့ဘယ်ရှောင်းကောကောကိုရွေးပြီးဘယ်လိုဗီဒီယိုမျိုးကိုရိုက်ချင်တယ်ဆိုတာကိုကိုယ်စိတ်ကျရွေးချယ်လိုက်ရုံပါပဲ။ပြီးတာနဲ့သူတို့ကအခုလိုမျိုးဗီဒီယိုရိုက်တဲ့အခါမှာ post pay နေအစင်းစင်းကိုလည်းတိကျတင်ကြပေးကြပါလိမ့်မယ်။ ဲ့ဒီနောက်တော့အလန်းစားဗီဒီယိုတွေကိုကိုနှစ်သက်တဲ့နေရာမှာစိတ်ကြည်နမ်းမှုအပြည့်အဝရရှိအောင်လို့တဝါကြီးရိုက်ကူးပေးကြမှာပဲဖြစ်ပါတယ်။ customer ဆောင်ကျဲကျဲတွေဘက်ကလည်းအခုလိုတောင်းတောင်းဖြန့်ဖြောင်းနဲ့အချောလေးတွေကိုဖက်ကဆိုင်ကယ်စီးပြီးတော့ social media အကောင့်တွေမှာဂုံစာပြီးတော့ပြန်တင်လို့ရတဲ့အပြင်ဝန်ဆောင်မှုပေးတဲ့ရှောင်းကောကောတွေဘက်ကကြည့်မယ်ဆိုရင်လည်းပတ်စံလဲရသလိုကောင်မလေးတွေဖတ်တာကိုလည်းခံရပါတယ်။ဒါပေမဲ့အခုလိုဝဝကိကိလေဒီတွေကလာရိုက်ပြီဆိုရင်တော့သူတို့အတွက်အိမ်မက်ဆိုးကြီးပါပဲ။ အခုလိုခနာကိုကြီးကိုလည်းမရရအောင်လို့မာပြီးတော့ဝန်ဆောင်မှုပေးရပါတယ်။ဆိုင်ကယ်စီးရင်လည်းမမောက်သွားအောင်လို့အတော်လေးကိုထိန်းယူရပါတယ်။သူတို့ကတင်းကို Princess Streamer အပြေးဝပေးကြမှာဖြစ်လို့အိမ်မပြောင်းချင်ဘူးတောင်မှဖြစ်သွားနိုင်ပါတယ်နော်။ပရိသတ်တို့ရောအခုလိုမျိုးအစီအစဉ်လေးကိုမြန်မာနိုင်ငံမှာရှိစေချင်ကြလားဆိုတာနဲ့တကယ်လို့ကျွန်တော်သာအဲ့ဒီလိုမျိုးစီးပွားရေးထူထောင်လိုက်မယ်ဆိုရင်ကောင်မလေးတွေလက်မလဲအောင်လို့ဝိုင်းနေနိုင်လိမ့်မယ်လို့ထင်ကြလားနော်။ comment မှာပြောပြပေးကြပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပရိသတ်တို့ရောချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်ဗီဒီယိုဒီမှာလဲအခုလိုဒူးဆန်းတဲ့အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအများဆုံးပြန်လာခဲ့ပါမယ်။ပလဲချောင်းစလုံးမျိုးနွယ်စုတွေပျောက်ွယ်ကုန်တော့မယ်အပိုင်းတင်းမော်ကင်းမျိုးနွယ်စုလိုလူသိများကြတဲ့စလုံးမျိုးနွယ်စုတွေအားဆိုရင်မြမမျိုးနွယ်စု၉စုထဲမှာပါဝင်နေတဲ့တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ထူးခြားချက်ကသူတို့ဟာဆိုရင်မကြာခဏဆိုသလိုဘိုးဘေးတွေကိုတိုက်တယ်ပြီးတော့ပြုလုပ်ရတဲ့နှက်ပွဲကိုကျင်းပလေးရှိကြပါတယ်။အဲ့ဒီနှစ်ပွဲအတွက်လဲတစ်ခေါင်းပြားတစ်ပလုတ်ကောင်းပင်လယ်လိပ်တွေကိုမရှိရှိတဲ့နေရာကနေခက်ခက်ခဲခဲရှာဖွေပြီးတော့ကျင်းပကြတာပါ အကြောင်းရင်းရည်ရွယ်ချက်ကတော့ဆယ်စုနှစ်ပေါင်းများစွာကြာအောင်သူတို့ရဲ့နေရကျွန်းစုတွေကိုလိုက်လံပြီးတော့တိုက်ခိုက်ခိုးယူနေတဲ့ပလဲမွေးမြူရဲ့သမားတွေရဲ့ရန်ကနေလွမြောက်ပြီးတော့မှအဲ့ဒီလူတွေကျွန်းဘက်ကိုမလာတော့ဘဲနဲ့ဆုံးခွာသွားစီဖို့အတွက်ဘိုးဘေးတွေကိုတိုက်တယ်ပြီးတော့ဆောင်းလျှောက်ပေးဖို့ဆူတောင်းကြတာပါဒီစလုံလူမျိုးတွေရဲ့အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းဟာဆိုရင်ပင်လယ်ပြင်ကြီးရဲ့အလဲတဲကိုလှေတွေနဲ့သွားပြီးတော့မှတငါသေးတွေအဖြစ်လောက်ကန်ကြတာမျိုးမဟုတ်ပါဘူးကန်းစန္နာရေတိမ်ပိုင်းသားလေးတွေမှာပဲခရူးကောက်တာကင်းမွန်နဲ့ငားများတာမျော့တွေတံပချုပ်တွေကောက်တာစတဲ့လုပ်ငန်းလေးတွေနဲ့အတံမွေးကြတာပဲဖြစ်ပါတယ် ဒါပေမဲ့ပလဲမွေးမြူသူတွေကအဲ့ဒီတန်တာကြောက်တန်းတွေကိုရမ်းမဲ့မျက်စိကြတာမလို့စီးတွေပေါင်းနေတဲ့ဘောတီတန်းခတ်ထားကြတာမျိုးကြောင့်ဆလုံလူမျိုးတွေစီးပွားရေးလှုပ်ဖို့အတွက်ရမ်းကိုခက်ခဲလာကြပါတယ်။ပြောရမယ်ဆိုရင်ပင်လယ်ကြီးကကြေပြောပေးမယ်ဆလုံရောပလဲမွေးတဲ့သူတွေရောရဲ့အဓိကလိုချင်တဲ့နေရာကကမ်းစပ်နားတွေပါပဲ။ဆလုံလူမျိုးတွေပိုင်ဆိုင်တဲ့ကမ်းစပ်ကပလဲမွေးမြူသူတွေကလာရောက်ကျူးကျော်တဲ့သဘောဖြစ်ပြီးအခုဆိုရင်သူတို့နေရာလုတော်မှာထင်ရလောက်အောင်ကိုအထိသိမ့်ပိုက်ထားတာပဲဖြစ်ပါတယ်။ဒီလိုတွေကြောင့်ပဲဆလုံလူဦးရေတွေကနေပါလို့လာပါပြီ။ မကြခင်မှာဆိုရင်လူမျိုးရောနေရပါပြောက်ွက်တော့မယ့်အခြေအနေကိုရင်ဆိုင်နေရတာပါ။ပလဲလုပ်ငန်းတွေမှာအစိုးရအဆုံးကတော့တာစာကီလို့ခေါ်တဲ့ကုမ္ပဏီပါပဲ။သူတို့ဟာဆိုရင်2009နှစ်လောက်ခရဲကစလုံးလူမျိုးတွေပိုင်ဆိုင်ရာကျွန်းများအနက်ကအကြီးမားဆုံးကျွန်းကြီးတစ်ခုကိုပလဲမွေးမြူဖို့အတွက်ဆိုပြီးတော့တည်ယူပြလိုက်တာပါ။အဲ့ဒီလိုနဲ့တဖြည်းဖြည်းဘေးဘက်ဒေသတွေကိုပါစလုံးလူမျိုးတွေကန့်ကွက်နေတဲ့ကြားကတဖြည်းဖြည်းနဲ့တိုးဝင်နေချက်လာကြပါတယ်။အဒီလိုမျိုးတွင်အချင်းချင်းနေရာလူယူခံရတာကြောင့်ဆလုံလူမျိုးတွေကလည်းခဏခဏဒေတာပြောင်းရွှေ့ခဲ့ရတဲ့အပြင်အ အခုကြမ်းရှိနေထိုင်နေတဲ့ဒိုမဲကျွန်းစုဟာသူတို့ရဲ့နောက်ဆုံးခံတပ်ဖြစ်လာပြီးအဲ့ဒီကျွန်းစုလေးကိုပါတင်ယူခံလိုက်ရရင်တော့စလုံးလူမျိုးတွေဖို့နေစရာမြန်မာပိုင်ကျွန်းလုံးဝမရှိတော့ပါဘူးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးတို့လည်းဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပြောပြပေးကြပါအောင်ပလဲကြောင့်စလုံးမျိုးနွယ်စုတွေပျောက်ကွယ်ကုန်တော့မယ်အပိုင်းနှင်း ဲ့လိုမျိုးနေရာလူရခံနေရတဲ့အပြင်တကူးကလူပြန်ဟစ်တယ်လို့ပြောရလောက်အောင်မတရားသိမ်းယူထားတဲ့ပလဲမွေးမြူသူတွေဟာသူတို့ရဲ့လုပ်ငန်းတွေကပလဲအနှဲငယ်ပျောက်ဆုံးပြီဆိုတာနဲ့အနည်းအနာပတ်ဝန်းကျင်မှာရှိတဲ့စလုံလူမျိုးတွေခိုးယူတာပါလို့ဆွဆွဲပါတယ်။ဒါတင်မကားသေးပဲကိုထီလက်ရောက်ကျူးလွန်စော်ကားပြီးရိုက်နှက်တာနှိပ်စက်တာမျိုးတွေပါပြုလုပ်ခဲ့တာပါ။စလုံလူမျိုးတွေရဲ့ဘဝကတကယ်ကိုသနာစရာကောင်းပါတယ်။ဒေတာတွေလည်းလူယူခံရတဲ့အပြင်အခုလိုတစ်ဖက်သက်ဆဆွဲပြီးတော့နှိမ့်ဆက်ခံရတာတောင်မှသူတို့မှကြောထောက်နောက်ခံလုံးဝမရှိတဲ့အတွက်ဘာဆိုဘာမှလည်းပြန်မလုပ်ရဲကြပါဘူး။ စလုံးလူမျိုးတွေရဲ့ပြောကြားချက်အရတော့သူတို့ဟာဆိုရင်အတီလိုခိုးယူတဲ့အလုပ်မျိုးကိုလုံးဝမလုပ်ကြောင်းနဲ့အဲ့ဒီကုမ္ပဏီကပလဲတွေကလည်းအစ်စ်မဟုတ်ပဲနဲ့ကော်စီတွေဖြစ်နေတယ်သူတို့ကရင်ငုံကျွမ်းကျင်သူတွေဖြစ်တာကြောင့်ပလဲအစ်စ်ကဘာလဲဆိုတာကိုကောင်းကောင်းသိတယ်လို့ပြောကြပါတယ်သူများရဲ့ပိုင်နက်ကိုလည်းခိုးယူထားတဲ့အပြင်ပလဲအတူတွေကိုလည်းအမျက်ကြီးစားပြီးတော့ထုတ်လို့ရောင်းချနေတဲ့ဒီလူတွေဟာဆိုရင်တကယ်ကိုမှတရားရဖို့ကောင်းပါတယ်။လူမျိုးတုံးတွေဆိုတာကတပ်ဖြတ်ပြစ်မှမဟုတ်ဘဲနဲ့စားဝတ်နေရေးနဲ့ရှင်သန်နေရာဒေသတွေကိုဖျက်ဆီးပြီးရင်လည်းအတူတူပဲဆိုပြီးတော့စလုံးဒေသခံတွေကဝမ်းနည်းစွာနဲ့ညှဉ်းပန်းဆိုနေကြပါပြီ။ အခုလိုမျိုးစာဝေးနေရင်းနဲ့နေရာဒေသချင်းချောက်ခံနေရတဲ့စလုံးလူမျိုးတွေကိုအာဏာပိုင်အစိုးအရနဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေကကာကွယ်မပေးဘူးဆိုရင်တော့မကြခင်မှာဒီလူမျိုးလေးတွေကတနင်္လာရီတိုင်းဒေသကြီးကနေအပိတိုင်ပြတ်ကွယ်သွားရမှာဖြစ်ပြီးနောက်ထပ်လည်းသူတို့အခြေချစီရမြန်မာပိုင်ကျွန်းရယ်လို့လည်းလုံးဝမရှိတော့ပါဘူး။တချို့စလုံးလူမျိုးတွေဟာဆိုရင်အခုလိုမျိုးပြဿနာနဲ့အခက်အခဲတွေကြောင့်နှီးဆက်ရဒေသဖြစ်တဲ့ထိုင်းနိုင်ငံဘက်ကိုပြောင်းရွှေ့သွားကြပါတယ်။ဒီလိုတွေကြောင့်ပဲမြန်မာနိုင်ငံမှာစလုံးလူဦးရေတဖြည်းဖြည်းနဲ့ရုံနေလာရတာပါ။ ခုကြန့်ရှိနေခဲ့တဲ့စလုံလူမျိုးတွေဟာဆိုရင်လေထိုင်းဘက်မှာစလုံလူမျိုးဆိုရင်ဘာအစီအစီအတားစီမှမရှိဘဲလွတ်လပ်စွာနေထိုင်ခွင့်ပြုထားကြောင်းနဲ့သူတို့ကသာကိုယ်နိုင်ငံကိုယ်ဒေသကိုချစ်မြတ်နှလုံးလုံးအခုလိုမျိုးအခက်အခဲတွေပြဿနာကြားကရှင်သန်နေရတာဖြစ်ကြောင်းအကယ်၍သာအဆင်မပြေတော့ဘူးဆိုရင်တော့စလုံလူမျိုးတွေအလုံးထိုင်းဘက်ကိုရောက်ကုန်မှာဖြစ်တယ်လို့စိတ်ပြတ်အားငယ်စွာနဲ့ပြောနေကြတာပဲဖြစ်ပါတယ်အခုလိုမျိုးလူမသိသူမသိကနန်းညှက်ခံနေရတဲ့စလုံလူမျိုးတွေရဲ့ဒုက္ခကလည်းမသေးလာပါဘူး ပရိသတ်တို့ရောအခုလိုပလဲနဲ့အလဲခံနေရတဲ့စလုံးလူမျိုးလေးတွေရဲ့ဘဝကိုဘယ်လိုများထင်မြင်မိကြသလဲဆိုတာကို comment မှာပြောပြပေးခဲ့ကြပါအောင်။တချင်ကမြမတိုင်းရင်းသားမွန်လူမျိုးတွေကိုလွှမ်းရင်းထိုင်းနိုင်ငံမှာရှိတဲ့ဒီရွာလေးကိုတွားကြည့်ရမယ်။ဟုတ်ပါတယ်တကယ်လို့များပြည်ပကိုရောက်ပြီးကိုယ့်ရဲ့မြန်မာနိုင်ငံလေးကိုလွမ်းနေကြတဲ့လူတွေရှိတယ်ဆိုရင်လည်းထိုင်းနိုင်ငံမှာရှိတဲ့ဒီရွာလေးကိုသွားလေလိုက်တဲ့အခါမှာအတော်လေးကိုပျော်ရွှင်ရမှာပါဒီရွာကလေးကိုတော့ဗန်ကောက်မြို့ထဲကနေသွားမယ်ဆိုရင်အချိန်6နာရီလောက်ကြာအောင်လို့ကောင်းမွန်သွားရမှာပါ ဒါကြောင့်မလို့တော်တော်များများကတော့ညနေခင်6နာရီလောက်မှာကားလေးနဲ့စတင်ထွက်ခွာပြီးတော့စီးစာရှုခင်းတွေကိုကြည့်ရှုကြပါတယ်။ဟိုကိုရောက်ပြီဆိုတာနဲ့အရန်လာတဲ့ခေါင်းလန်းဆယ်ကြီးနဲ့အတူတံတားလေးတွေဘင်္ဂလိုလေးတွေအပြည့်ရှိပါတယ်။အတော်လေးကမှလှပလုံးနဲ့ပဝင်းချင်းလေးကလက်ရက်ပြီးတော့ကြိုးစိုးပေးနေသလားလို့တော့မှထင်ရမှာပါ။မုံရိုးရအဝဲအထင်အတုံးဆောင်ပစ္စည်းနဲ့အစားအစာတွေလည်းရှိတဲ့အပြင်တရွာလုံးမှရှိသမျှမွန်မာလေးတွေကလည်းမြန်မာစကားပြောတတ်တာကြောင့်မလို့မွေးရမြေမြန်မာပြည်ကိုတဖန်ပြန်ရောက်သွားတဲ့ခန်းစားချက်မျိုးကိုရရှိစေမှာပါ။ တစ်ချိန်လုံးသူများနိုင်ငံရေးမြေကြားတွေမှာလူမျိုးကြားဘာသာစကားတွေကိုပဲတုံ့နှုံပြောဆိုနေရလို့မွန်ကျက်တလို့လွမ်းဆွတ်တလို့ခံစားနေရပြီဆိုရင်တော့ဒီကြတဲ့ဒီနေရာလေးကအလုံးကိုကူစားပေးပါလိမ့်မယ်။ထိုင်းနိုင်ငံရဲ့အရှေ့လျားဆုံးစည်ရင်းဝင်ဖြစ်တဲ့ Moonbridge တံတားကိုဖျက်ဆီးပြီးတဲ့နောက်ရိုးရအိုးလေးတွေခေါင်းပေါ်ကိုရွတ်ထားတဲ့အလှပကလေးလေးတွေကိုအရင်ဆုံးတွေ့ရမှာပဲဖြစ်ပါတယ်။သူတို့ကဧည့်သည်တွေအတူဓာတ်ပုံရိုက်ဖို့အတွက်နေပေးကြတဲ့အလှမော်ဒယ်လေးတွေပါ။ ထဲကိုဆက်ဝင်သွားတဲ့အခါမှာမြမရိုးရဖျားဈေးပွဲတော်တွေကိုရောက်သွားသလိုမျိုးရိုးရအထဲအတုံးအဆောင်တွေကိုရောင်းတဲ့ဈေးဆိုင်ခက်သေးသေးလေးတွေကိုတတိတန်းကြီးတွေ့ရှိရမှာပါ။အဲဒီမှာရှိတဲ့ရှုခင်းလေးတွေဟာဆိုရင်လေမြန်မာနိုင်ငံမှာရှိတဲ့တချို့သောနေရာတွေနဲ့တော်တော်လေးကိုတူပါတယ်။ခီးသွားဧည့်သည်တွေကရေထဲကဘန်ဂလိုမှာတဲခိုပြီးငါးရီကိုလည်းစိတ်ကြိုက်ဖမ်းယူလို့ရပါတယ်။သူတို့ရဲ့နေပုံထိုင်ပုံလေးတွေကအရန်ကိုရိုးရှင်းတဲ့အပြင်မြန်မာစကားကောင်းကောင်းပြောတတ်ပြီးဆက်ဆံမှုဖော်ပြတာကြောင့်ပြည်ပရောက်မြန်မာတွေအနေနဲ့တစ်ခေါက်လောက်တော့တွားရောက်လဲပတ်ကြည့်တဲ့နေရာလေးပါ။ ထိုင်းရောက်မြန်မာတွေဆိုရင်တော့အနည်းဆုံးဖြစ်တာကြောင့်မို့လို့အရန်ကိုအဆင်ပြေစေမှာပါအထီးကျန်မှုတွေအလုံးပျောက်ကင်းပြီးမြန်မာနိုင်ငံကြီးကိုရောက်သွားတယ်လို့မျိုးခန်းစားရစေတာကြောင့်မို့လို့ပြည်သက်ကြီးတို့လည်းဒီနေရာလေးကိုဘဝမှာတစ်ခါလောက်တော့တွားရောက်လဲပတ်ကြည့်တင်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာအလုံးနဲ့အတူပြန်ဆုံကြပါမယ်ခင်ဗျာအိမ်နောက်ဖေးမှနွားမွေးရင်တလားကိုတိန်းသုံးတဲ့ကျော်ဝင်ငွေရှိနေတဲ့မြန်မာပြည်ကအတော်ကြီး ဒီအတော်ကြီးကနွားမွေးပြီးတော့တလားကိုတင်း30ကျော်ရရှိနေတယ်ဆိုတော့အလုသမားငါးကားရေဖယ်လိုက်မယ်ဆိုရင်အမျက်တောင်မှကြမ်းမမဟုတ်ဘူးလို့ပြိတ္တတို့တွေးမိနေကြပြီလားတကယ်တမ်းကျတော့ဒီအတော်ကြီးဟာသူမမွေးထားသမျှနွားတွေအကုန်လုံးရဲ့ဝေယဝေဆာနဲ့အစာကျွေးတာကစလို့အောက်ခြေကလုပ်ငန်းတွေကအဆုံးသူမတယောက်တည်းပဲဦးစီးပြီးတော့လုပ်ကင်တာပါဒါကြောင့်မလို့ရရှိထားတဲ့ဝင်ငွေ330ဟာဆိုရင်ဒီမှာတယောက်တည်းအတရင်ပိုင်ဆိုင်ရတဲ့ငွေကြီးပမာဏပါပဲ။ဒါဆိုရင်တော့ပြိတ္တတို့နည်းနည်းလောက်စိတ်ဝင်စားသွားကြပြီလို့ထင်ပါတယ်။ ွားကြံကိုလည်းပြီးပြီးရောမဟုတ်ပဲနဲ့အခုမြင်ရသလိုမျိုးတည်တည်တတ်တတ်နဲ့ဆောက်လုပ်ထားပြီးတော့အစာရည်ရေတွေကိုလည်း24နာရီလုံးလုံးအရှမ်းအပယ်အပြည့်ဖြည့်ထားပေးပါသေးတယ်။ဒီမှာဟာဆိုရင်နွားရည်ကိုကျွေးမဲ့အစာကိုလည်းလက်လက်ဆက်ဆက်နဲ့ခူးယူရရှိစေဖို့အတွက်အိမ်နောက်ဖေးကတောကြီးထဲမှာတံမာထွားကြိုင်းတဲ့မြက်ပင်တွေနဲ့ပြောင်းပင်တွေကိုစိုက်ပျိုးထားတာပါ။တလားကို330ရရှိတယ်ဆိုလို့နွားအကောင်ကြီးထောင်နဲ့တောင်းနဲ့ချီပြီးမွေးရမှာလားလို့တော့မတွေးလိုက်ပါနဲ့ဒီအတော်ကြီးရဲ့ခြံထဲမှာမွေးထားတဲ့နွားကစုစုပေါင်းမှ၄កောင်တယ်ပါ သူမကအစာကုန်ချမ်းတွေကိုဝယ်ကြွေးတာမျိုးမဟုတ်ဘဲဆက်ဆော့ကပြောခဲ့သလိုကိုတိုင်ဆိုင်ကိုတိုင်ရိတ်သိမ်းတဲ့တဘာဝအော်ဂဲနစ်ကိုပဲကြွေးတာမို့လို့နှုတ်ထွက်နှုတ်ကလည်းတည်တည်တသာကိုပို့ပြီးတော့များပြားတယ်လို့ပြောလို့ရပါတယ်။နှုတ်ညက်တဲ့လီလာတတန်းမှာနွားနို့ပေါင်း6ပိတ်တာခွဲလောက်တောင်မှပို့ပြီးတော့တိုးမြင့်ကရောင်းချနိုင်သွားတာကြောင့်ဝင်ငွေတွေလည်းပိုကောင်းလာပါသေးတယ်။တလားကို30ရာနေလို့24နိုင်တရက်လုံးနွားတွေကိုမျက်စိတောက်ထောက်ကြည့်ပြီးတော့မှစောင့်ရှောက်နေရတာလည်းလုံးဝမဟုတ်ပါဘူး။ သူမဟာဆိုရင် အစာနဲ့ရေတွေကိုအပြည့်ဖြည့်ထားပြီးတဲ့နောက်အဒီအလုတ်ကလွဲလို့အခြားသောဝါသနာပါရအလုတ်တွေကိုတောင်မှရက်ွက်ထဲမှလှည့်လည်ပြီးတော့လိုက်လုံနေပါသေးတယ်။ဒါဆိုရင်အခုလိုမျိုးငွေကြေးကုန်ကြလဲလုံးဝမရှိဘဲလူလဲမပင်ပန်းပဲတလ330ရမယ်နွားမွေးမြူရေးလုပ်ငန်းကိုပြိတ္တတို့ရောစိတ်ဝင်စားနေကြပြီလား။ဒီအတော်ကြီးကသူကိုယ်တိုင်ဦးစီးတဲ့ဆိုပေမဲ့အခြားသောတာဝန်မအားလက်လို့တေးချမမွေးနိုင်တဲ့သူတွေကအငားလူတွေခေါ်ပြီးတော့မွေးမြူရပါတယ်။ ဆက်ဆက်ပြီးတော့တွေးကြည့်လိုက်တဲ့အခါမှာအဒီလိုမျိုးအကျိုးအမြတ်တွေအများကြီးရရှိနေတာကြောင့်ပဲနှွားကြောင်သားတွေရဲ့ဝင်ငွေတောင်မှတလာ3သိန်းနဲ့နေစားငင်းရှိနေကြတာဖြစ်ပါလိမ့်မယ်။ပရိသတ်ကြီးတို့ရောအလုတ်ထွက်ပြီးတော့နှွားမွေးကျင်နေကြပြီလား? comment မှာပြောပြပေးခဲ့ကြပါဦးနော်။